ကိုယ့်ရဲ့ the best version ကိုရဖို့အတွက်စွန့်လွန်ရမယ့်အရာငါးခုနံပါတ်1ရတယ်ငါလုပ်လိုက်မယ်အဆင်ပြေတယ်အဆင်ပြေတယ်ငါလုပ်ပေးမယ်လူတွေအကူအညီတောင်းတာကိုလိုက်လုပ်ပေးရင်လည်းကိုယ့်ရဲ့အခြေအနေကုံသွားတယ်အဲ့ဒါကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ people pleasing လို့ခေါ်တယ်လူတွေကိုစိတ်ချမ်းမြေ့အောင်လိုက်လုပ်နေရင်လည်းကိုယ့်ရဲ့ရည်မှန်းချက်တွေပျောက်သွားတယ်ကိုယ့်ရဲ့အခြေအနေကုံသွားတယ်ကိုယ့်ရဲ့ version ကိုမပေါ်ထုတ်နိုင်တော့ဘူးနံပါတ်2ငါအသက်ကြီးပြီငါညံမကောင်းဘူးဘာမှကိုမလုပ်နိုင်ဘူးအဲ့ဒီလောက်မလုပ်နိုင်ဘူးမတွေးနိုင်ဘူးဆိုပြီးတော့မှခံယူထားတဲ့ mindset အဲ့ဒီ mindset ကို fix mindset လို့ခေါ်တယ် အဲ့ mindset ကိုကျွန်တော်တို့ပြင်ရမှာ။ဘာနဲ့ပြင်ရမှာလဲဆိုတော့ growth mindset နဲ့ပြင်ရမှာ။ငါလေးလာခြင်းလေးလာနိုင်တယ်။ငါရှာဖွေခြင်းရှာဖွေနိုင်တယ်။ငါလှုပ်ခြင်းလှုပ်လို့ရတယ်ဆိုတဲ့ growth mindset ကအရေးကြီးတယ်။နံပါတ်3အားအရာစဉ်းစင်းမဖြစ်သေးဘူး။အစဉ်စဉ်ဖြစ်မှစားလိုက်မယ်လေ။အစဉ်စဉ်ဖြစ်ရင်အကောင်းဆုံးလုပ်နိုင်တာပဲ။နောက်နေမှာဟိုနေမှာဆိုတဲ့ perfectionism မှာပြည့်စုံမှစမယ်ဆိုတာမှားပါတယ်။ကိုယ့်ရဲ့ best version ကိုရဖို့ဆိုလို့ရှိရင်ပြည့်စုံမှစမယ်ဆိုတာဖြစ်ကုန်မဖြစ်နိုင်ပါဘူး။အဲ့တော့ကျွန်တော်တို့က80ရာခိုင်နှုန်းလောက်အစဉ်စဉ်ဖြစ်ရင်စားပါစားပြီးသွားပြီဆိုလို့ရှိရင်တဖြည်းဖြည်း improve လုပ်သွားဖို့လိုပါတယ် နံပါတ်၄ social media တုံးလိုက်တယ်အချိန်တွေကုန်လို့ကုန်မမသိဖြစ်သွားတယ်အချိန်တွေကုန်သွားပြီးတော့မှညံ့နေကြမှာပါပြီလို့ဆိုတော့တွားပြီကိုယ့်ရဲ့လုပ်ငန်းကဘာမှမပြီးတော့ဘာလဲဆိုတော့ social media addiction ပါ social media addiction လို့ခေါ်တဲ့ social media အပေါ်မှာဆွဲလန်းနေတဲ့เนาะအရာတွေကျွန်တော်တို့ရပ်ဖို့လိုပါတယ် နံပါတ်9မနေ့ကမှလောက်တော့မယ်ခဏနေမှလောက်ပါမယ်နောက်နေ့ပေါ့အေးစေးစေးပေါ့ပြီးတော့မလုပ်ဖြစ်တော့အဲ့ဒါကို procrastination လို့ခေါ်တယ်အချိန်ဆွဲတာအချိန်ဆွဲတဲ့သူဒီဘယ်တော့မှ the best version ကိုမရနိုင်ဘူးဒီတော့အချိန်ဆွဲပါနဲ့အခုပဲလုပ်ပါမနေ့ပြန်မှမဟုတ်ဘူးတောက်ကြနေမှမဟုတ်အခုပဲလုပ်ပါဒါကတော့ကိုယ့်ရဲ့ the best version ကိုပေါ်ထုတ်နိုင်မှုစွန့်လွှတ်ရမယ့်အချက်၅ချက်ဒီထက်နေပြီးတော့ဘယ်အချက်ကကိုယ့်အတွက်အကောင်းဆုံးလဲဆိုတော့ကိုယ့်မှာ၆လောက်ရေးပြပါဦးဒီဗီဒီယိုရှုံးတော်ကြည့်ပြရတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညလေးအောင်ပါငွေရှိသောနေနဲ့ဖြစ်ပါစေ